UEFA Conference League Champion ဖြစ်ခဲ့တဲ့ Chelsea အသင်းဟာဥရောပဖလားဆောင်ကိုရယူနိုင်ခဲ့တဲ့ပထမဆုံးအင်္ဂလန်အသင်းဖြစ်လာခဲ့ပါပြီ။ဒါဟာ Chelsea အသင်းအတွက်သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်လို့ပရိသတ်တွေအတွက်လည်းအမှတ်တရခုံယူစရာအခိုက်အတန့်တစ်ခုပါပဲ။ Chelsea အသင်းဟာ UEFA Champions League, UEFA Europa League, UEFA Conference League, UEFA Cup ဝင်တာနဲ့ UEFA Super Cup စတဲ့ဥရောပရဲ့အထင်ကြီးအဖလားပြိုင်ပွဲအားလုံးကိုစုခုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာကစားသမားတွေရဲ့ကြိုးစားအထောက်အမှုနှိပြရဲ့စီမံခန့်ခွဲမှုနဲ့ပြည်သက်တွေရဲ့အားပေးမှုတွေပေါင်းစပ်ပါဝင်နေတာမို့အားလုံးအတွက်ကုန်ကြစီရပါပဲ။ Chelsea အသင်းရဲ့ဥရောပဖလားဆောင်ရရှိမှုမှတ်တမ်းဟာအသင်းရဲ့စွမ်းဆောင်ရည်ကိုတက်တည်ပြလိုက်တာပါ။ကမ္ဘာဘောလုံးလောကမှာထိတ်တန့်အသင်းတစ်သင်းအဖြစ်ရပ်တည်နိုင်စွမ်းကိုလည်းပြသလိုက်တာဖြစ်ပါတယ်။ ဒါအပြင်နောက်ကမှလည်းချက်စင်းသိဟာဒီထက်ပိုမိုကောင်းမွန်တဲ့ဆွမ်းဆောင်ရည်တွေနဲ့ဆူဖလားတွေကိုဆက်လက်ရယူသွားမယ်လို့ယုံကြည်ပါတယ်။ချက်စင်းသိကိုအားပေးတဲ့ပရိသတ်တယောက်အနေနဲ့ဒီသတင်းကိုခြားချက်စင်းပရိသတ်တွေသိရှိနိုင်အောင် share ပေးကြဖို့တိုက်တွန်းပါတယ်။အခုလိုစိတ်ဝင်စားစရာအားကစားကြောင်းရာတွေနဲ့အစီအစဉ်တွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe နဲ့ follow လုပ်ခဲ့ပေးကြပါအောင်။